တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့ဂျွန်လ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မင်းလာမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးစစ်တပ်ကကြေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်မှုပြည်သူ2ဦးထိမှန်ဒဏ်ရာရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဘကုတ်တိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၂ကောင်တိုက်ဆုံးခဲ့ကြောင်းတာယာဝတီခေအမှတ်3တက်ရင်တက်ရင်မှုဆရာလေးကပြောဆိုပါတယ်။ဇွန်လ24ရက်နေ့ညနေ6:30မိနစ်ခန့်အချိန်မှာမင်းလာမြို့နယ်စမ်းပုတ်ရွာကိုမီးရှို့ရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယင်းထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ကောင်တိုက်ဆုံးပြီးစစ်တပ်ကလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်ခဲ့ကြောင်း တော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်စံပုတ်ရွာကိုမိရှုဖို့လာတဲ့စစ်ခွေးရှိပြီးစစ်ကြောင်းနဲ့ကျွန်တော်တို့တာယာဝရီခရိုင်အမှတ်3တရင်ကရဲဘော်တွေနဲ့24ရက်နေ့ကညနေ6နာရီလောက်မှာထိတွေ့တိုက်ပွဲဖြစ်တာပေါ့စစ်ခွေးနှကောင်ကတော့မျက်မြင်သိဆုံးပါတယ်လို့တာယာဝရီခရိုင်အမှတ်3တရင်တရင်မှုဆရာလေးကပြောဆိုပါတယ်ဒါအပြင်ပဲခူးတိုင်းအုပ်ဖို့မြို့နယ်နဲ့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့် ပြည်သူနှုတ်ထိမှန်တန်ရန်ရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။ဇွန်လ28ရက်နေ့ညနေ6:00နာရီခန့်အချိန်မှာအုပ်ဖို့မြို့နယ်တိမ်မြို့ရွာအခြေဆိုင်ခမရ6တက်ရင်ကလက်နက်ကြီးများနဲ့ကန်တာယာကြီးရွာအတွင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာကြီးရွာနေပြည်သူဦးနှုတ်ဘူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယနေ့ဇွန်လ29ရက်နေ့မွန်းလယ်2:30မိနစ်ခန့်မှာလဲမင်းလာမြို့နယ်ဖားလီကွင်းတောင်စုရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ရမှာ အဖွားအိုတူထိခိုက်တံရရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံးမှုများပြားပြီးစီကိုတောင်စကန်းယုံနဲ့ရိတ်ခါကိုတောင်တို့လည်းမီးလောင်ပောက်ကွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short တိုက် rocket ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအရာရှိ3ဦးအပါအဝင်22ဦးသေဆုံးသွားပြီးစီကိုတောင်စကန်းယုံနဲ့ရိတ်ခါကိုတောင်တို့လည်းမိလောင်ပောက်ကွဲခဲ့ကြောင်းချင်းတွင် rocket brother CRB တပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနကိုပြောဆိုပါတယ် ဇွန်လ29ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မှာမုံရွာမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များက short type rocket ဒုံးဆယ်လုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ဌာနချုပ်တန်းယုံမအရာရှိ2ဦးအရာရှိဇနီး4ဦးနဲ့စစ်တီ12ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးအပြင်းထန်ဒဏ်ရာရတဲ့အရာရှိ4ဦးစစ်တီ15ဦးဗိုလ်မှူးများရဲ့ကလေး2ဦးကိုရင်းနှီးညနေ6နာရီခန့်မှာဂရင်300တပ်ဆောက်ခွဲလေးတက်စေးရုံကိုပို့ဆောင်ခဲ့ကြောင်းအစိုးရအဖွဲ့ရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ ဇော်လန်28ရက်နေ့မှာအစိုးရအပြင်းထန်တံရန်ရရှိသူများထဲမှာအရာရှိတဦးပုံမူကလေးတဦးနဲ့စစ်သည်နှစ်ဦးထပ်မံတိဆုံးခဲ့ကြောင်းတိဆုံးသူများကိုယနေ့ဇော်လန်29ရက်နေ့မှာနမခစစ်တင်းကျိုင်းနဲ့အလုံမြို့တရဏကုံတင်းကျိုင်းမှာနိုင်ရည်များပြုတ်လုခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းနမခစစ်တိုင်းရုံအတွင်းမှာရှိတဲ့စီကိုတော်မီးလောင်ပေါက်ကွဲခဲ့ပြီးတပ်နှလုံးပြက်စီးခဲ့ကစကန်းရုံနဲ့ရိတ်ခါကိုတော်တွေမီးလောင်ပြီး RP 7စလီလိုင်းကန်လေးထိမှန်ပြက်စီးခဲ့ကြောင်း အရာရှိရိတ်သားမှရက်ထားတဲ့အင်စီကနှစီဟာလည်းမိလောင်ပြက်စီးခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတေစရင်ထတ်တိုးတာကတော့အခုလောလောဆယ်တော့ဒီလောက်ပါပဲ။ပြောချင်တာကတော့ကျွန်တော်တို့ကိုလည်းဝိုင်းဝန်းကူညီပေးဖို့ပြောချင်ပါတယ်လို့ချင်းတွင် Rocket Brother CRB မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။တော်လန်ရစ်တက်များရဲ့ rocket များနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းတိတ်ဆုံမှုများနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေကိုတော့ရန်ကုန်ခေတ်အနေနဲ့တိကျအတိပြုတ်နိုင်ခြင်းမရှိသေးပါဘူး။ အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်း rocket ညီနောင်ချင်းတွင်း rocket brother CRP ဦးဆောင်ပြီးမဟာမိတ်အဖွဲ့များဖြစ်ကြတဲ့ချိုမိုင်မိုင်ကနေ anonymous heroes ချင်းတွင်း brothers တို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးလေကြောင်းရန်နဲ့စစ်ရေးတရင်ပေးပို့တဲ့အထက်ဗမာပြည် air defense force and civil အဖွဲ့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းချင်းတွင်း rocket brother CRP ကပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းဝန်ကြီးချုပ်ပေထွန်တန်နှုတ်ထွက်ရန်ဘန်ကောက်တွင်ဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းဝန်ကြီးချုပ်ပေထွန်တန်ရှင်နာဝတ်ရဲ့အစိုးရဟာကမ်ဘောဒီးယားနဲ့တိစပ်နေတဲ့နယ်နိမိတ်အရေးနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ဒေါသမြင့်တက်လာမှုနဲ့ရင်ဆိုင်နေရချိန်မှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာယာနဲ့ကြီးတဲ့ဆန္ဒပြသူတွေဟာဇွန်လ28ရက်နေ့ကဝန်ကြီးချုပ်ယာဒုကနဲ့နှုတ်ထွက်ပေးရေးဆန္ဒပြခဲ့ကြပါတယ်။ 2023ခုနှစ်မှာဖွေထိုင်းပါတီအာဏာရလာပြီးနောက်ပိုင်းအကြီးမားဆုံးအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲလည်းဖြစ်ပြီးဒီဆန္ဒပြပွဲဟာယူယွင်းနေတဲ့စီးပွားရေးကိုပြန်လည်ရှင်သန်ဖို့နဲ့ပြိုကွဲလွယ်တဲ့အစိုးရညွန့်ပေါင်းအဖွဲ့ကိုတစုတစည်းနဲ့ထိမ့်သိမ့်နိုင်ဖို့ကြိုးပမ်းနေတဲ့အသက်38နှစ်ရှိဝန်ကြီးချုပ်ပေတုံတန်အပေါ်လာမယ့်လမှာအယုံကြည်မရှိမဲပေးမှုမတိုင်ခင်မှာဖိအားတွေတိုးလာနေပါတယ်။ ဒီဆန္ဒပြပွဲကို United Force of the Land အမည်ရှိအမျိုးသားရေးလှုပ်ရှားမှုတက်ကြွသူတွေအများဆုံးပါဝင်တဲ့ညွန်ပေါင်းအဖွဲ့ကစီစဉ်တာဖြစ်ပြီးဆန္ဒပြသူတွေဟာလူစီကားတဲ့လမ်းစုံမှာရှိတဲ့စစ်ပွဲအထိမ်းအမှတ်အောင်ပွဲရအမတ်တရနေရာမှာအလံတွေကိုဝှေ့ရမ်းဆန္ဒပြခဲ့ကြပါတယ်။ United Force of the Land အဖွဲ့ဟာလွန်ခဲ့တဲ့စေစုနှစ်နှစ်ခုအတွင်းရှင်နာဝက်ကြောထောက်နောက်ကံပြူအစိုးရတွေကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ညွန်ပေါင်းအဖွဲ့လည်းဖြစ်ပါတယ်။ အရင်ဆန္ဒပြပွဲတွေဟာအစိုးရတွေပြုတ်ကျသွားတဲ့တရက်အကြောင်းရင်းမဖြစ်ခဲ့ပေမဲ့2006ခုနှစ်နဲ့2014ခုနှစ်တို့မှာတရားစီရင်ရေးဆိုင်ရာဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့စစ်တပ်အာဏာသိမ်းမှုတို့ကိုဖြစ်ပေါ်စေတဲ့ပြည်အားတွေဖြစ်လာခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူကအေအေထင်းချုံနေမြေများကိုစစ်ကောင်စီတံပြန်ထိုးစစ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာရခတပ်တော် AA ကထိန်းချုပ်ထားတဲ့နေမည်တချို့ကိုစစ်ကောင်စီကအင်အားအလုံးအရင်းနဲ့ဒဏ်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စစ်ရေးအခြေအနေကိုသိရှိသူတွေကပြောပါတယ်။ကြောက်ဖြူအမှတ်32ရစ်တက်ရင်းနှန်းကပြိုင်းစိတ်ကြီးကြီးရွာနဲ့ကက်တပြေကြီးရွာတို့ကိုစစ်ကောင်စီက drone လက်နက်ကြီးတို့နဲ့ပစ်ကူပေးပြီးမြေပြင်ကလည်းကြီးတက်နဲ့ဒဏ်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။စစ်ရေးအခြေအနေကိုသိသူတယောက်ကကြောက်ဖြူအခြေအနေကရှုပ်ထွေးမှုရှိတယ်ဗျာ။ထိုးစစ်ကတော့သူ့ထိုးလိုက်ကိုထိုးလိုက်ပဲ။ အေးအေးသိမ့်ပိုက်ထင်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကဒီရဲ့ပိုင်းမှာပြန်ပြီးတော့ဒံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာတွေရှိတယ်။အထူးသဖြင့်ပြိုင်းစစ်ကင်းနဲ့ကက်တပြေရွာဘက်ကစစ်ကောင်စီက drone နဲ့ရေတပ်သင်းမောတွေကပစ်ကူပေးပြီးတော့မြေပြင်စစ်ကြောင်းတွေနဲ့ပြန်ထိုးလာတာရှိတယ်။စစ်ရေးအခြေအနေကတော့ပြင်းထန်နေပြီးရှေ့တိုးနောက်ဆုတ်လို့ဖြစ်နေကြတယ်လို့ဆိုပါတယ်။စစ်ကောင်စီကကြောက်ဖြုံမျိုးအခြေစိုက်တရင်တွေကိုဇွန်လအတွင်းမှာရေချောင်းကနေတဆင့်အင်အားထောင်နဲ့ချီပို့ဆောင်ထားပြီး တိုက်ပွဲပြင်းထန်နေတဲ့အမှတ်3စနစ်ရစ်တဲ့ရင်းနဲ့ဓညဝတီရစ်တဲ့ဌာနချုပ်တို့စီကိုအဓိကပို့ထားတာလို့သိရှိရပါတယ်။ AA ကလက်ရှိမှာအမှတ်3စနစ်ရစ်တဲ့ရင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီကလည်းအစစ်မြင့် drone တွေနဲ့တိုက်ခိုက်လာနေတယ်လို့စစ်ရေးသတင်းအစ်မြင့်တွေကပြောပါတယ်။ကြောက်ဖြူမြို့ပေါ်မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးမြို့ပေါ်မှာလည်းစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြောက်ဖြူမြို့ကအမျိုးသမီးတစ်ယောက်ကပြောပါတယ် ကြောက်ဖြူမှာကတော့တိုက်ပွဲတွေပြင်းထန်လာတဲ့မေလာကလေးကစစ်ကောင်စီကမြို့ရင်းလုံခြုံရေးကိုအတော်လေးကိုတင်းကျပ်ထားတာမြို့အဝင်ထွက်လုံးဝလုံးလို့မရတော့ဘူးမြို့ထဲမှာလည်းစားတောက်ကုန်တွေကပြတ်တောက်လို့နေပါဖြစ်နေပြီကုန်စည်နှုန်းတွေကလည်းမြင့်တက်နေတယ်လို့ဆိုပါတယ်ကြောက်ဖြူမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ဘူမှုချုပ်အစ်စ်အပါအဝင်ဘီဝါမှုနဲ့အရာရှိတချို့သိမ်းဆုံးခဲ့ပြီးဒုတိယဘူမှုကြီးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားကိုလည်းအေးအေးကဖမ်းဆီးရမိထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Joshua Van UFC Flyweight Champion ကပတ်စင်ခေါ်ပွဲအဖြစ် Brazil Fighter နဲ့ရှင်ပြန်ရမည် Van နဲ့ Rival ပွဲ UFC 317ရဲ့အကောင်းဆုံးပွဲစုအဖြစ် အပိုစုကြီးဒေါ်လာ9000စီစုရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းတိုင်းရင်သား Joshua Van ဟာ UFC Flyweight တန်ချန်ပီယံကပတ်စင်ခေါ်ပွဲအဖြစ်လက်ရှိချန်ပီယံ Brazil Fighter Alexandre Pantoja နဲ့ထိုးတက်ရမှာဖြစ်ပါတယ်။ ဗန်ဟာယနေ့နနက်က UFC 317ပြိုင်ပွဲမှာ UFC အဆင့်တက်မှတ်ချက်အရ Flyweight တန်းကမ္ဘာအဆင့်တစ်ရှိတဲ့ American Fighter Brandon Rivera ကိုအမှတ်နဲ့အနိုင်ရရှိပြီးနောက် UFC Flyweight တန်း Champion ကပတ်ကိုစင်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ UFC 317ရဲ့ဒုတိယကောင်ပွဲမှာ Flyweight တန်း Champion ကပတ်ကာကွယ်ပွဲအဖြစ်လက်ရှိ Champion Brazil Fighter Pantu Cha နဲ့ New Zealand Fighter Kai Front တို့ထိုးတက်ခဲ့ပြီး Pantu Cha ကလေပင်ချုပ်ကွက်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ရင်ပွဲစဉ်အပြေးမှာ UFC က Joshua Van Go စင်ပေါ်ကိုခေါ်ပြီးပန်တိုဂျာနဲ့လာမယ့် Champion ကပတ် ကာကွယ်ပွဲထိုးတက်ရမှာဖြစ်ကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။အသက်35နှစ်အရွယ် Brazil Fighter ပန်တိုဂျာဟာ UFC ပြိုင်ပွဲမှာ18ပွဲထိုးတက်ထားပြီး14ပွဲနိုင်3ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။ပန်တိုဂျာက Van Go အလွန်ကောင်းပြီးနှိမ့်ချတဲ့တိုက်ခိုက်ရေးသမားလို့ချီးကျူးခဲ့ပါတယ်။ အသက်23နှစ်အရွယ်ဂျော်ရှူအာဖန်က UFC ပြိုင်ပွဲမှာကိုယ်ပွဲရှင်ပြိုင်ထိုးသက်ထားပြီးရှစ်ပွဲအထိအနိုင်ရကတပွဲသာရှုံးနိမ့်ထားပါသေးတယ်။ဖန်ကပွဲပြီးသတင်းတောက်တဲ့အင်တာဗျူးမှာချန်ပီယံကပတ်စင်ကိုပွဲကို2025ခုနှစ်အတွင်းဖြစ်လာရဲ့မျှော်လင့်ကြောင်းပြောပါတယ်။ပန်တိုဂျာမှာအလွန်ကောင်းတဲ့ကစားသမားဖြစ်ကြောင်းလဲဖန်ကမှတ်ချက်ပြုခဲ့ပါတယ်။ဒါအပြင် UFC 317မှာဖန်နဲ့ Rivero ရဲ့ပွဲစဉ်မှာနှစ်ဦးသားလက်သီးချက်ပေါင်း390ကျော်ထိုးသက်ခဲ့ကြပြီး UFC တပ်တန်းတစ်လျှောက်လက်သီးအများဆုံးထိုးသောပွဲဖြစ်ကပွဲကြည့်ပြည့်အကျိတ်အနေထိုးတက်ခဲ့တဲ့အတွက်အကောင်ဆုံးပွဲ Fight of the Night အပိုစုအဖြစ်တဦးကိုဒေါ်လာ9000စီစုချီးမြှင့်ခဲ့ပါတယ်။ဗန်ဟာပွဲထိုးခြင်းနဲ့အပိုစုခြင်းကြောင့်တပွဲတည်းဒေါ်လာ2သိန်းမြန်မာငွေကျပ်သိန်း9000ကျော်ရရှိကြောင်း MMA ပြိုင်ပွဲလည်လာတဲ့ website အချို့ကဖော်ပြထားပါတယ်။ဗဟမမြန်မာပြည်ပွားတိုင်းရင်းသားဖြစ်ပြီးအမေရိကန်နိုင်ငံမှာငယ်စဉ်ကတည်းကမိသားစုနဲ့အတူပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ဖန်ဟာ UFC ပြိုင်ပွဲမှာအောင်ပွဲခံတိုင်းမြမအလန်နဲ့အတူအောင်ပွဲခံလေးရှိသူဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကရန်ကုန်အေယာဝတီလမ်းမှာဘန်ကာအစ်တင်များစောင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေယာဝတီတိုင်းမြို့နယ်အချို့မှာတိုက်ပွဲများဖြစ်ပွားနေစဉ်စစ်ကောင်စီကရန်ကုန်အေယာဝတီအဝေးပြေးလမ်းမှာစစ်စည်းရေးကိတ်များမှာဘန်ကာအစ်တင်များထပ်ဆောင်နေပါတယ် အေယာဝတီတိုင်းနဲ့ရန်ကုန်တိုင်းအထက်ကဝင်ပေါက်မှာအကြီးဆုံးစစ်စည်းရေးဂိတ်ဖြစ်တဲ့ပန်တိုင်ဂိတ်မှာမျောစင်ပါတဲ့ဘန်ကာတစ်ခုတီဆောက်နေတယ်လို့ညောင်တိုးမျိုးကိုဖျက်သွားတဲ့ဗိုလ်မြတ်တွန်းတတားရဲ့ရန်ကုန်အစင်းဘက်မှာလဲဘန်ကာအစ်စ်ဆောက်လုံနေတာကိုဇွန်လ28ရက်နေ့မှာမြင်တွေ့ခဲ့ရကြောင်းခီးတော်အချို့ကပြောပါတယ်ပန်တိုင်ဂိတ်မှာရန်ကုန်ဘက်ကအဝင်ကားရောက်အထွက်ကားများကိုပါရက်ခိုင်းပြီးစစ်စည်းနေလျက်ရှိပါတယ်ခီးတော်များအားပြူစောတိများကအထိကစစ်စီပြီးရဲနဲ့စစ်သားများကစောင့်ကြည့်ရေးတာဝန်ယူထားတာကိုတွေ့ရကြောင်းခီးတော်အချို့ကပြောပါတယ် ဥပဒေမဲ့ငွေတောင်းပါကတိုင်ကြားရင်ဗင်နိုင်းများနဲ့စာကက်ထားပေမဲ့လေကာအသိတစည်းကိုငွေကျပ်1000မှ3000ကျပ်ကြားပေးနေရပြီးမပုံတင်ဟောင်းနှံနေတဲ့ခီးတယ်များထံမှငွေကြေး9000မှ1000ကျပ်ကြားတောင်းယူပြီးပြန်လွတ်လျက်ရှိပါတယ်။ပန်တိုင်ဂိမ်းနဲ့ရန်ကုန်ပသိမ်ဟင်းသာလမ်းကွဲဖြစ်တဲ့ဘုံမြထွန်းတတအထိကိုစစ်စည်းရေးဂိတ်၃ခုရှိပါတယ်။ဒုတဒါမှပသိမ်မြို့အထိပန်းတနော်ကြောင်ကုန်စတဲ့မြို့များကိုဖျက်ဆီးရပါတယ်။တဒါမှဟင်းသာမြို့အထိကိုညောင်တုံးဒနုပြူဇလုံမြို့တို့ကိုဖျက်ဆီးရပါတယ်။ ်မြို့အဝင်နေရာများမှာစစ်ဆေးရေးဂိတ်များလည်းရှိပါတယ်။အဆိုပါဂိတ်များဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာဖွင့်လိုက်ခြင်းလည်းဖြစ်ပါတယ်။ခရီးသွားကားများအိမ်စည်းကားများကိုစစ်ဆေးပြီးတပ်တရရှိသူများကိုဖမ်းဆီးခဲ့ပါတယ်။2023ခုနှစ်မှာဂိတ်အချို့ကိုပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့လည်း2024ခုနှစ်နှစ်ကုန်ပိုင်းမှာတော့အေယာဝတီတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွားပြီးနောက်ဂိတ်များကိုပြန်လည်ဖွင့်လှစ်ပြီးစစ်ဆေးမှုများတင်းကျပ်ထားပါတယ်။လုံခြုံရေးအကြောင်းပြပြီးစစ်ဆေးစဉ်မှာငွေကြေးချင်းချောက်တောင်းဆိုမှုများလည်းပြုလုပ်နေကြောင်းသိရှိရပါတယ်။ ဧရာဝတီတိုင်းမှာပသိမ်ဟင်္ဒရာဖျာဘုံမြောင်းမြမဥပင်မြို့အပါအဝင်26မြို့နယ်ရှိပြီးရေလန်းရောကုန်းလန်းမပါရန်ကုန်တိုင်းနယ်ဆက်သွယ်ထားပါတယ်။လက်ရှိမှာဧရာဝတီတိုင်းအတွင်းရေကြီးလေးမျက်နှာမြို့နယ်ဆက်ဆက်ဒေသများမှာအရကတ်တက်တော်အေအေဥဆောင်တဲ့ပူပေါင်းတက်များနဲ့စစ်ကောင်စီတက်တို့အကြတိုက်ပွဲများဖြစ်ပွားနေပါတယ်။ဒါအပြင်အေယာဝတီတိုင်းအတွင်းမှာတိုက်ပွဲများအရှင်မြင့်ဖော်ဆောင်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုအစိုးရနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစီခင်ဗျာကြပါစီခင်ဗျာ